တနင်္ဂနွေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ဇွန်လ10ရက်ကနေ14ရက်နေ့တော်တွင်မှာစမ်းပွင့်မယ်စုပေါင်းလုပ်ငန်းကျိုးပေးမယ်အမျိုးသမီးမိတ်ဆွေကြီးသူအကြီးအကဲသူထံမှကောင်းသောကူညီရမယ်စုပေါင်းတွဲဖက်လုပ်သောလုပ်ငန်းတို့မှာကောင်းသောကျိုးစေရမယ်။ကာလရှည်ကြာဆိုင်ရံထားတဲ့လုပ်တွေအစဉ်ပြေမယ်။ ရတ္တနဲ့လုပ်ငန်းတွေပြန်လည်စတင်နိုင်တယ်ခက်ခဲတဲ့ကိစ္စပြေလည်အောင်ဆောင်ရွက်နိုင်တယ်မိမိဘောမှာ ကောင်းသောအကျိုးပေးသောသူများနဲ့တွေ့ပြီးအလိုပြည့်စုံခြင်းဘဝတွတ်တက်ခြင်းတွေရှိကိုယ်ပိုင်ယက်တီချက်နဲ့လောကန်ခြင်းတို့ရဲ့ကောင်းသောဂျိုးကျေးဇူးကိုပိုင်ဆိုင်ကစားရရှိမယ်ရှင်ရည်နေရတော့ရာရာဆင်ပြေခြင်းကံကောင်းခြင်းတွတ်တက်ခြင်းကိုကြောင်းမယ်အလိုပြည့်စုံမယ် ကိုရည်နေမှာခီးကိစ္စပြောင်းလဲကိစ္စတွေဆောင်ရွက်ဆင်ပြေမယ်။ဆယ်ရည်နေကနေုံလားပြည့်နေဖြစ်တဲ့အဲ့နေမှာ အချိန်ကလာမရွေးပတောက်ပင်တို့ကိုစိုက်ပြိုးရရဖြစ်တဲ့ခြံတော့၄တော့မှာပတောက်ပင်ကိုအကန်းလိုက်စိုက်ထားလိုက်ပြီးတော့ရှင်းသန်စီခြင်းဖြင့်လုံခြုံရင်းရမယ်။ကောင်းသောကံကြမ္မာတွေရမယ်။နောက်မိမိ ပထောက်ပင်တို့ကိုဆက်ပြုခြင်းဒါနပြုခြင်းဖြင့်လည်းထူးခြားတဲ့အစွမ်းသတ္တိရှိစေတဲ့ကံကြမ္မာတွေကိုလည်းရစေတယ်။လာပြင်းနေတဲ့အင်္ဂါနေ့နဲ့တိုက်ဆိုင်နေနေဖြစ်တဲ့အဲ့ဒီနေ့ညနေ3နိုင်ချိန်မှာစည်းဘေနေပင်ရဲ့အရှိတောင်ကိုင်းကနေစည်းကိုင်းကိုဖြတ်ပြီးရှစ်လက်မအတရားဖြတ်အခောက်ခွာပြီးရွှေအောင်လေးတုပ်ပြီးတော့လက်ပွင့်ကံပွင့်စေတဲ့အစီအပြည့်ဆောင်ယူနိုင်တယ်။၁၇ရက်နေ့မှာ အလုံးစုံကောင်းသောနေထားနဲ့တွတ်တက်တဲ့ကံပေါ်ပဲဒါပေမဲ့ယံနဲ့ရှင်ပြီးလောရမယ်စနေရနေ့မှာလမ်းကြောင်းသစ်ထွေပြီးလောက်တာအဆင်ပြေတယ်ဘဝတွတ်တက်မယ်ဆက်သောရနေ့မှာမိကောင်းဆွေကောင်းထောက်ကူရမယ်တပြိုင်တည်းတည်းတစ်ခုတည်းမကတဲ့ဒုက္ခလောရတတ်တယ်ဆက်လေးရနေ့မှာမူလစီစဏတစ်မျိုးလက်တွေ့တစ်မျိုးဖြစ်လေကစားမိမိရည်မှန်းချက်နဲ့လိုလားချက်တရားတော်ကို ကောင်းစွာကြိုးပမ်းခြင်းနဲ့တိုးတက်ခြင်းဖြစ်ကုန်ဖန်တီးနိုင်လိမ့်မယ်။တပတ်တာအတွင်းတနင်္လာနေ့သောကြနေ့ငါးနေ့မွေးသူတွေကောင်းကြိုးပေးပြီးဇာသပတိနေ့စနေနေ့မွေးသူတွေဒုက္ခပေးတတ်ပါလေ။၆ခုကိုကနန်းနေ့ကြိုးပေးပါလေ။အပြာရောင်ပန်းရောင်နှုတ်နေရောင်တို့ကိုသုံးဆွဲရမှာဖြစ်ပါလေ။ကောင်းသောကံကြမ္မာနဲ့တိုးတက်ခြင်းများရစေရန်ပန်းရောင်နေ့စီပွင့်တော်ကိုဖျားကတ်သူပြီးလိုရာဆုတောင်းပါကျေးဇူးတင်ပါတယ်